ဟာရီကိန်း MVP နဲ့ဟာလန်တို့ရဲ့ကိန်းကနန်းတွေကိုရှင်းကြည့်တဲ့အခါဘယ်သူအသာဆုံးလဲဆိုတာပေါ်လွင်နေပြီ။ကမ္ဘာကောင်းဆုံးတိုက်စစ်မှုဘယ်သူလဲဆိုတဲ့အားပြန်မှုဟာဒီအာဒီမှာဟာရီကိန်းအာလန်ဟာလန်နဲ့ကီလီယန် MVP တို့သုံးစလုံးရဲ့ခြေစွမ်းပြမှုကြောင့်ပုံပြီးပြင်းထန်လာပါရင်ဒါနဲ့မကသေးပဲသူတို့ဟာလာမဲနဲ့ဘောလုံးဒီအောင်ဆိုအတွက်ရေပန်းစားသူတွေဖြစ်နေကြပါရင်နိုင်ငံတော်ပွဲစဉ်တွေမှာလည်းကိန်းနဲ့ဟာလန်တို့ဟာသွင်းကုန်းကိုစီသွင်းယူထားပြီးတော့သူတို့ရဲ့နိုင်ငံအသင်းတွေကိုကမ္ဘာလားခြေစစ်ပွဲအုပ်စုထိန်းဆုံးနေရာတွေရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ကြပါရင် ီကင်းညကပဲ hurricane ရဲ့အင်္ဂလန်အသင်းဟာအဘေဒီးယားကိုတူးစီးနေနိုင်ပြီးကမ္ဘာပလားမှာခြေစစ်ပွဲရှစ်ပွဲစလုံးကိုနိုင်ပွဲပြင်းနဲ့ဂုဏ်ပေးရမယ်အဆုံးသတ်ခဲ့ပါတယ်။ဒီချိန်မှာပဲဟာလန်ရဲ့နော်ဝေးအသင်းကလည်းအီတလီကို4-1နဲ့နိုင်ပြီးကမ္ဘာပလားမှာမှတ်ပေးရရှိခဲ့ပါတယ်။လက်ရှိဂိမ်းခဏနေရဆိုရင်ဟာလန်ကထိတ်ဆုံးမှရှိနေပါတယ်။သူဟာပနဒီမဟုတ်တဲ့အတွင်းကို90မိနစ်မှာပြင်းပြတင်းတမ3-3ကိုတွင်ထားပြီးဒါဟာအထူးခြားဆုံးမှတ်တမ်းမျိုးဖြစ်ပါတယ်။ကင်းကတော့မနစ်90မှာပြင်းပြတသမာ3ညနှင့်ဂုံးနဲ့နောက်ကနေလိုက်နေပြီး MBA ကတော့မနစ်90မှာ3ညသမာ86ကိုသွင်းယူထားပါတယ် ဒါပေမဲ့ပနရီခုနှစ်လုံးသွင်းထားတဲ့ဟာရီကိန်းကိုထဲထွက်ရင်တော့ကိန်းကဆွေးဆွေးပေါင်းကိုရေးအတွက်မှဥဆောင်နေပါလိမ့်မယ်။ဟာလန်ကိုကောင်းဆုံးတိုက်စစ်မှုဖြင့်တတ်မှတ်ရခြင်းအဓိကအကြောင်းရင်းကတော့သူကစားနေတဲ့ပရီးမီးယားလိဂ်ဟာကမ္ဘာအကျန်းဆုံးလေးအဖြစ်တတ်မှတ်ခံထားလို့ပါပဲ။ OBD အဆင့်တတ်မှတ်ချက်ရာပရီးမီးယားလိဂ်ကနံပါတ်၁ဖြစ်ပြီးဘွန်ဒက်လီဂါကစတုတ်တာနေရာမှာရှိပါတယ်။ဒါအပြင်ဟာလန်မှာရှိတဲ့အမြန်တော့22.9မိုင်ကသူ့ရဲ့ခွာနဲ့ပေါင်းစပ်မှုကသူ့ရဲ့ပြိုင်ဘက်တွေမှာမရှိတဲ့အရာမျိုးဖြစ်ပါတယ်။လက်ရှိချိန်မှာကလပ်နဲ့နိုင်ငံအတွက်32ဂိုးသွင်းထားတာကြောင့်ဂိုးသွင်းတော့ရဟာလန်ဟာအကောင်းဆုံးတိုက်စစ်မှုဖြင့်သတ်မှတ်ခံထားပါရင် ဘတ်ဆောင်ကစားနိုင်မှုရဆိုရင်တော့ hurricane ကအင်္ဂလန်ပြည်သက်တွေချာမှာပို့ပြီးတော့ထင်ရှားပါရင်သူရဲ့ကစားကွက်ဖန်တီးရမှာနောက်ဆုတ်ပြီးပါဝင်လေးရှိပြီးတော့ဂိုးဖန်တီးမှုပြင်းပြနှုန်းက90မိနစ်မှာ3.34ချိန်ရှိတဲ့အတွက်ဟာလန်3.13ညချက်3ဆကျော်ပိုများနေပါရင်ဒါပြင်ကင်းကခန်းစစ်ပိုင်းပါဝင်မှုနဲ့ပေးပို့မှုတွေမှာလည်းဟာလန်ထက်ပို့ပြီးတော့တာလွန်နေပါရင်အမ်ဘာမီကတော့ဒီကစားမှာ3ထဲမှာဘောလုံး driven အကောင်းဆုံးဖြစ်ပြီးကင်းနဲ့ဟာလန်တို့ထက်2ဆကျော်ပို့ပြီး driven လောက်ကဘောလုံးကိုဆွဲယူသွားနိုင်ပါရင်